မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလီဝသနယ်ဇလာဗီတာညချမ်းဦးစီဌာနမှာ2025ခုနှစ်မတ်လ25ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝသတင်များကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလီဝသကြိုးတို့မှာဖန်ရရှိတဲ့ပုံရ ကပ်လီပင်လေပင်လေဘင်္ဂလားပင်လေကိုတောင်ပိုင်းတို့မှာတိမ်နေငယ်မှာတိမ်တင်းနေချတော်နေပြီကျမင်္ဂလားပင်လေကိုမှာတိမ်ကင်းစင်တလောက်ရှိနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြို့ဝကျွန်မဒေသတွေမှာတိမ်ကင်းစင်တလောက်ရှိနေပြီတောင်ပိုင်းဒေသတွေမှာတိမ်တူတန်တွေကကျန်ဒေသတွေမှာတိမ်နေငယ်မှာတိမ်တင်းတဲဖြစ်တော်နေရကိုတွေ့ရပါတယ်မြန်မာပင်လေပင်မှာလိုင်းနေငယ်မှာအတင်းတင်းရှိပါမယ်လိုင်းမြန်မာမြမကဲဝင်တဲ့တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာ၄ပြီမှ9ပြီခဲရှိနိုင်ပါတယ် မနှက်ဖြံမွန်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနေပြည်တော်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင်တဲဖြစ်တော်မူ AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တန်ရပါမယ် နေပြည်တော်နဲ့ညီတော်ရဲ့မနက်ဖြန်အတွက်မိုးလေဝသချင်းနေခမှန်းချမတိမ်နေငယ်ဖြစ်တော်မှာမေအမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရင်ဟိုက်ရှင်နေပါလိမ့်ရှန်ကုန်းမြို့နယ်ညီတော်ရဲ့မနက်ဖြန်အတွက်မိုးလေဝသချင်းနေခမှန်းချမအများအပြားတိုင်ရပါမေအမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟိုက်ရှင်နေပါလိမ့် မန္တလေးမြို့နယ်ညီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တဲ့တဲ့ဖြစ်တော်မှာမိန်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ့်ဆုံးမူချိန်မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်နေ့ကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေပူချိန်များအနေငယ်တိုးလာနိုင်ပါတယ်။တစိမ့်တစ်ပိုင်းနေချက်မြင့်ခြင်းနေတဲ့ 2025ခုနှစ်မတ်လ29ရက်နေ့မြန်မာစံတော်ချိန်15:20မိနစ်မှ16:15မိနစ်အချိန်တွင်ဒစိတ်တစ်ပိုင်းနေချက်ချင်းဖြစ်စဉ်ဖြစ်ပေါ်နိုင်မှကြောင်းနဲ့အဆိုပါဒစိတ်တစ်ပိုင်းနေချက်ချင်းဖြစ်စဉ်ကိုဥရောပတိုင်းအာရှတိုင်းမြောက်ပိုင်းအာဖရိကတိုင်းအနောက်မြောက်ပိုင်းနဲ့မြောက်အမေရိကတိုင်းဒေသများရှိနိုင်ငံအသီးသီးတို့မှမြင်တွေ့နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြက်မှချမ်းသာကြပါစေရှင်။